ကျွန်တော်သူ့သူ့တခြင်းလေးကြောင့်ကျွန်တော်ကတည်တယ်လေသူအဲ့တခြင်းလေးနဲ့ရောက်ရှိကြတော့ဘယ်လိုရောက်ရှိရောက်ရှိရတော့ဟိုပိတ်တဲ့ဒါခံအားပေးတော့အဲ့လိုဆိုတော့အဲ့ကိုရဲ့ logo လည်းမပြောင်းချင်ဘူးလေပြီးတော့ပြညတ်သွားရတတ်တတ်ပါလားဆရာကြီးကနေရာကလိုက်လို့နေရောငါနဲ့လိုက်ပါလေလीဆိုပြီးဆရာကြီးကမဖြုတ်တော့ မင်္ဂလာပါတို့ကြောက်ရတာလေးရှိတယ်။အဲကြောက်တယ်ကြောက်တယ်။ဆာဆိုင်ရဲ့ကလေးကကြောက်တာ။ဟုတ်လဲဟုတ်တယ်တို့ကဟုတ်တယ်။ဟုတ်ပါဘူး။ကြောက်ပြောတယ်။သူ့သူ့စေနာနဲ့ပြောပြ။ကြောက်တယ်ကြောက်တယ်နော်။ကြောက်ပါရဲ့။ကြောက်ပါရဲ့။မဟုတ်ကွာစေနာနဲ့ဒီမှာသူကကိုကြီးသူကတက်မလား။ကလေးဆိုတော့နည်းနည်းစိုးကျင်တာပေါ့လေ။ကိုကြီးတမီးဟိုဟာဒါလေးဝတ်ထားပြီးတော့ဒါလေးရအင်းမရဘူး။ကိုရဲ့ schedule ဆွဲပြီးလား။ဒါလေးရဟောကိုရဲ့မရဘူး။ อ่ะสู้ดาหมูนี่ดาပြောပြရလေဟာပါဟုတ်ပါဟုတ်ပါစူတယ်ဆိုတာအေးမင်းမငုံငုံလာစူတာတခါမှအဲ့လိုပြောဘူးပါဘူးအဲ့တော့ဒါကိုယ့်ကိုယ့်ရဲ့ပုံစံလေတကယ်ဇိုးကြီးပုံစံတော့ဖြစ်နေရတော့ဖြစ်နေတာဟုတ်တကယ်လုံးဝစတိုင်ရလုံးဝမိမိုင်နေတာဘာလို့ချိန်နေဟာပြီးရင်ရုံမကြီးပါပြီးရင်တော့တို့ချိန်မမီလိုက်လို့ညီမလေးဒဲကျွေလေပြလိုက်အိုးဟုတ်ပါဒဲကျွေပြနော်အာဒဲကျွေလေပြလိုက်ဒဲကျွေလေဆိုရှိသေးတယ်ကျွန်တော်နဲ့သူနဲ့ ဲ့ကျအဲ့အဲ့မှာတော့အဲ့ဒီပေါ့ကျွန်တော်လုံးဝလုံးဝအရန်ချောတဲ့ဟာဟုတ်ပါဘူးငါကနောက်တာပါချောလာမချောလာမလဲအခုမထွက်ခင်လေးဟိုကြော်ညာလေးရလိုက်ပြခင်မင်းမင်းလေးအမပြင်းတော့လှလိုက်တာမင်းသားကြီးကမချောဘူးအဲ့လိုအဲ့လိုပဲပြောကြများတယ်ဒါပေမဲ့အဲ့လိုချင်တော့မဟုတ်ပါဘူးချောပါရဲ့အဲ့လိုပေါ့ကွာအဲ့မှာချောတိုက်မို့တက်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 ဟိုအခွီတိုက်လုပ်ပေးထားတာငါကနောက်တာ ဟုတ်ကဲ့ဒါကပုံမှန်ဆိုရင်ကိုကနေတဲ့ဒါပြည့်ပြည့်ရွှေပဲနေတဲ့လူကဟုတ်ကဲ့ကိုကဒီထဲမှာနေတဲ့ဒီငိန်နဲ့ဂျိုးကြီးချက်နေတော့ဘလို့နေလဲအမှန်တော့အမှန်တော့အရှိမဗန်ကာရီတာတခုရိုက်ဘူးသားရိုက်ပြီးသားအဲ့ဒါဇနေ့အချိန်ကြီးမထွက်သေးတာအဲ့လိုပေါ့နော်ဇလန်းအကျိုးပေးတာပေါ့ရိုက်တိုင်းရှုံးလို့ရိုက်တိုင်းမထွက်ဘူးပေါ့နော်အဲ့တော့ဟိုအဲ့ဗန်ကာရီတာအနေနဲ့ဆိုဒါကျွန်တော်အရှိမ ရိုက်ထားတာရှိတယ် channel တစ်ခုကိုရောင်းထားတာရှိတယ်ပေါ့နော်အဲ့ဒါလေးဆိုရင်ကုံဒီဒါပြဖို့ရပဲလို့တော့တာပေါ့ဆိုတော့အဲ့ဒါလေးအမြဲတမ်းရှိတယ်ပေါ့ဆိုတော့ဒီဥစ္စာလောက်ရတော့အရင်ကြီးတော့စိတ်ထဲမှာတော့ခခင်ရင်းတော့မရှိတော့အမှန်ကယ်တော့ဟို producer ပတ်စံကုံမှာဆိုလို့ကိုယ်တိုင်ဝင်လုပ်ပေးတာตัวฉี่เลยสว่าจนสัญญูปูไล่กระเดะตัวอ่ะตูกုံผัดพี่ตาผัดพี่ตาเล่นနိုင်มาเล่นနိုင်มาไอ้ปอมมาแล้วตัวอ่ะตูเจอได้ไอ้ไอ้หลู တက်နိုင်တော့သူရောညီလေးဖာဝေရောအကုန်လုံးဟိုဘယ်လိုပြောရမလဲအတူတူပူးပေါင်းပေးတယ်ပေါ့အဲကလန်ကလန်ဟိုတချို့ဆိုပြောပြောရင်တော့ level down နေလှုပ်လို့ရတဲ့အခါမှာနည်းနည်းအခက်အခဲရှိဒါပေမဲ့ကျွန်တော်တို့ကလည်းဒီဘက်မှာကျွန်တော်စနစ်ကလေးကိုသူတို့သူ့ကိုပြောပြတယ်ညီမလေးကိုရဲ့ schedule လေးဒီလိုဆွဲထားတယ်ကိုကြီးအချိန်ကိုဘယ်လိုသွားတယ်ကိုကြီးအဲအဲ့ဒါတွေကသူသိတယ်ဒါတွေကသူ့ဘဝရှေ့လျှောက်သူဒီထက်ပို့ပြီးတော့ဆိုတော်ကနေမင်းသမီးပေါ်တော့ဖြစ်လာခဲ့တဲ့အချိန်မှာဒါသူ့ဘဝအတွက် ဟိုကျွန်တော်ပြောတဲ့စကားလေးတခွန်းတခွန်းအတူရှင်းနေရောက်အောင်အဆင်ပြေပါတယ်။ကြောက်မယ်လို့လည်းထင်ပါနော်။ အဲ့လိုမျိုးအခွင့်အရေးရရင်တော့ဝါသနာပါရဲ့လို့ဆိုတော့လောက်ကိုတော့စိတ်ကူထားတယ်တွေ့ကြုံရတာပေါ့နော်ဒါနှစ်ခုနှစ်ခုမြောက်ကိုမြန်မာတစ်ခုရှင်နဲ့တစ်ခုပိုင်းတစ်ခုတစ်ချစ်စီပိုင်းရဲ့ဘီယာလို့ဆိုရဲဟာမှာလည်းတခါတရုတ်ဆောင်ထားတယ်မီနီဆီမစ်လေးပဲဒီလိုလေးပဲဒါဒုတိယမြောက်ရှိလို့ဆိုတော့ဟိုမှာကကြောက်ဘူးမသိရသူတွေပေါ့နော်မသိရသူတွေဆိုတဲ့ဝါရင်နေပါပဲဟိုမှာကျတော့နည်းနည်းတော်သေးတယ်ဒီလိုဒီမှာကျတော့ကိုကြီးတို့ကလည်းပါတယ်နောက်ပြီးကိုကြီးဖောင်ကြီးတို့လည်းပါတယ်ဆိုတော့လေနည်းနည်းတော့ရှိန်တော့ရှိန်တာပေါ့နော်နောက်ပိုင်းကျတော့လည်းဟိုဒီလိုပဲအလောက်ကတွဲခေါ် ါသွားတယ်ကိုယူကလည်းတွဲခေါ်သွားပြပြဥပလေးပဲဟိုသွားရတဲ့အခါကျတော့အဲမှုဇံဝင်သွားပါတယ်အဲ့လိုရုပ်တည်နဲ့နေလို့လေဒါအခုမှနှစ်ဖုတ်သုံးဖုတ်ဖြစ်လာတွေ့ခါစားပူကြောက်တယ်ညညာညာရိုက်တုန်းကရုပ်တည်နဲ့နေရအဲ့လိုလေးကြောင်နေအောင်တော့အဲဘာကိုရအရင်ဆုံးပြမှာပေါ်ရမလို့ကြောက်တာဟုတ်တွေ့ခါစားကျွန်တော်ကကြတော့ဒီလိုဟမ်ဘာဘာဘာချေကျွန်တော်ကကြတော့ तू तू မှမဟုတ်ပါဘူးကျွန်တော်ဟိုဟိုဘယ်လိုပြောရမလဲညာညာညာဆိုတော့သူ့တခြင်းကျွန်တော်အဲ့မဲ့ ဟို driver လုတ်ပေးတာပဲအဲ့ကျွန်တော်တို့က shooting မှာအဲ့လိုအရင်ခွီနေဟိုဟာဖြစ်နေနောက်မှာကလေးတွေရှိတယ်လေဒီကလေးတွေကိုလည်းကျွန်တော်တို့ကနည်းနည်းဘယ်လိုပြောရမလဲ respect သူတို့သူတို့စိတ်ထဲမှာဟိုကိုကအမြင်ငပိုးကြီးလိုပဲရိုက်နေရတယ်များတာဟုတ်အဲ့တော့ဂျိုင်ဒီလိုရိုက်ရတဲ့ခါကျတော့ကျွန်တော်တို့ကအချိန်အပိုင်းကန့်နေသွားရတာဖြစ်တဲ့အတွက်အဲ့လိုလုတာတော့မှတခါကြရင်အမြဲတမ်းသူ့ရိုက်ပင်ခဏနာကြီးချက်နာကြီးကြီးဟိုကိုလောဘကြီးတာလည်းပါပါတယ်ကျွန်တော်ကနှုတ်ပြန်အဲ့လိုနည်းနည်းလောဘကြီးရယ်လောဘကြီးရယ်ဆိုတော့ ဟိုဒီလိုတဲတဲလေးထဲမှာကျွန်တော်အဲ့လိုစင်းလေးကိုပြုတ်တိမ်နေအောင်ထည့်ရတာခါကြသူတို့သူတို့တောင်ပြောပါတယ်အာကိုကြီးဒီနေရာကော်ဖီတိုင်းလေးရောဒီနေရာလေးရောရတယ်မဟုတ်ဘူးနဲ့အဲ့လိုမျိုးပေါ့နော်ဆိုတော့ဒါတချို့နေရာလေးတီးတင်းနေနေတီးရတာပေါ့လေအဲ့အဲ့လိုပေါ့ခွီတင်းနေနေကြလဲခွီရတာအဲအဲ့လေးကလည်းဒါပွင့်လင်းပြောရင်တော့ဇညုံးမှာကျွန်တော်ကအစာဖြည့်ရတာပေါ့လေပုံမှန်တိုင်းဇညုံးလေးတော့ရိုးရိုးတန်းတန်းလေးပဲသူ့ကိုလည်းမတက်ဘူးသူ့သူ့ကိုလည်းဇညုံးနဲ့မှမတက်ဘူးဂျိုင်းလေးပဲထားတာဒါပေမဲ့ဂျိုင်းဆိုရင်နည်းနည်းတင်းနေမှာဆိုလို့ အဲပြိတက်ကိုကျွန်တော်ကအဲ့လိုသူ့ကိုတက်လိုက်တဲ့အချိန်မှာကျွန်တော်ကဘာထပ်ပြီးတော့ချိုးရလဲဆိုဒီလိုနောက်ဆုံးသူ့မူရဲ့ဆေးဆွဲတဲ့ဥစ္စာတွေနောက် KTB ကစင်းနေအဲ့လိုအများကြီးပဲပေါ့နော်စင်းနေထပ်တိုးပြီးတော့စင်းနေ plus plus တက်တွေဖြစ်ပုံပြီးတော့ရိုက်ရတာပေါ့နော်အတကုံတွေရိုက်ရတာပေါ့ဆိုတော့ဒါလေးတွေကလည်းဒီအချို့စကလုံးလေးတွေကအမှန်တမ်းပြောရရင်တော့တကယ်နားထောင်ရင်တကယ်ရင်ထဲရောက်မဲ့စကားလေးတွေပေါ့နော်အဲ့မှာဆိုကျွန်တော်ထည့်ပေးထားတဲ့စကလုံးလေးဆိုခုနအဲ့ဒီနှာခေါင်းပေါက်လို့ရှိတဲ့ပြိတက်ကိုဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့ plot လေးတွေကျွန်တော်ကိုယ်တိုင်သဘောကျတယ်နောက်တောင်းပန်ပါတယ်ဆိုတော့မာမီတက်ပြောတဲ့စကားပေါ့နော်အဲ့စကားလေးတွေ ည်းဒါရိုးရှင်းလေးနဲ့ရောက်တယ်ပေါ့နော်တောင်းပန်ပါလေဆိုရဲစကားလေးလုံးကလေတဲ့လူချင်းဝင်တဲ့ညီလာပဲမဟုတ်လားတဲ့ဒါလေးဆိုဒါရိုးရိုးလေးပဲဒါပေမဲ့အဲ message ပေးတာပေါ့နော်တောင်းပန်ပါလေဆိုရဲစကားလေးလုံးကလူချင်းဝင်တဲ့ကိုက်ညီလာပဲမဟုတ်လားဆိုတော့စကားကျွန်တော် စကားတစ်ခုကိုလူဟိုလက်လို့စပဲပြောလိုက်တဲ့အချိန်မှာကိုကဩကဲ sorry ပါတောင်းပန်ပါလေဆိုတောင်းပန်ပါလေဆိုစကားတစ်ခုကအဲဘာပဲပြောဒါ respect တစ်ခုနဲ့သွားရတာပေါ့လေအဲ့ဒါလေးတွေဆိုလဲဒါကျွန်တော်တကယ်ကြိုက်တဲ့စကားလည်းမပါပါဘူးဟုတ် ဆိုရင်ဆရာကြီးဆိုရင်တော့ပါတဲ့ဟာပေါ့အဲ့ဒါလေးလေးပေါ့ဆရာတင်တော့ဘာကြောက်ကမေးမိသေးလားညီမလေးမဟုတ်ကျွန်တော်သူ့သူ့တချင်းလေးကြောင့်ကျွန်တော်ကတည်တယ်လေသူအဲ့တချင်းလေးနဲ့ရောက်ရှိကြတော့ဘယ်လိုရောက်ရှိရောက်ရှိရတော့ပိတ်သက်လက်ခံလက်ခံအားပေးတော့ ော့အဲ့လိုဆိုတော့အဲ့ကိုယ့်ရဲ့ logo လည်းမပြောင်းရှင်လေပြီးတော့ပြည့်ညတ်သွားရတတ်တတ်ပါလားဆရာကြီးကနေရာကလိုက်လုပ်နေဩငါနဲ့လိုက်ပါရဲ့လीဆိုပြီးဆရာကြီးကမဖြုတ်တော့အဲ့ခွေးကမတရားဆိုအဲ့ကိုကပါလဲနှစ်ယောက်ပြောတဲ့အချိန်မှာဒီငါတို့က schedule ဆွဲပြီးသားမင်းအောင်မြင်မှာပါညာပြောတဲ့အချိန်ရီလိုက်တဲ့အချိန်အဲ့အဲ့ရီတိုင်းရတော့လုံးဝလေရောင်းပါကြောက်တာအဲ့ဒီတိုင်းကိုကြောက်တာဟုတ်ကဲ့အဲ့စင်းနေတော့ကျွန်တော်ကတကယ်တကယ်ကျွန်တော် ဲ့လို setting ချထားတာ तू သိပါတယ်အဲ့လိုပြောပြရတယ်။ lighting တွေရောလုံးဝအဲ့ဥစ္စာလေးဆိုတေချာတက်တက်ရက်လေးလုတ်ပေးထားတာလေ။လုတ်ပေးထားတဲ့အချိန်မှာနည်းနည်းအဲ့လိုလူလဲပူစိတ်ပင်ပန်လူပင်ပန်သွားရတာပေါ့လေ။နောက်အဲ့အချိန်မှာမှ तू နဲ့ပြောနေတယ် तू နဲ့အဲ့လိုအစုံစင်းနေအမှန်တမ်းပြောကျွန်တော်ကိုကျွန်တော်မျိုးချနေတာကျွန်တော်သူ့ကြည်ရည်ခြင်းလက်ကလေးပေါ့ပြီသူသူတကယ်ကြောက်နေတာလားအဲ့မှုတဲ့မှုနဲ့ကြောက်နေတာလားပေါ့နော်အဲ့လိုတကယ်ကြောက်တာလည်းပါပါပေါ့ မတ်တည်းအမတ်တည်းရတော့အများကြီးပဲနော်ရာသီဥတုမမှန်တဲ့အချိန်ဆိုတော့ကျွန်တော်ကြားရတဲ့အချိန်မှာနေရာလေးတွေဟိုဒီနေရာမှာရိုက်မယ်လို့တွေးပြီးကောင်မှမောင်းသွားလို့အာအဲ့ဒါဆိုတော့ဟိုဘက်မှာပြန်ရိုက်မှရမယ်အဲ့လိုမျိုးလေးထိန်းရတော့နောက်ကျွန်တော် translation တွေအကုန်လုံးကိုကျွန်တော် schedule ဆွဲပြီးတော့ကြီးတဲ့ဘဝကနေပန်လိုက်တဲ့အချိန်မှာငယ်ဘဝတန်းရောက်သွားတဲ့ဟာပလော်လေးတွေဒီဘက်ကဂဲလုံးပြစ်လိုက်တဲ့အချိန်မှာရက်ခွက်တဲ့ထဲထားတို့ဂျီနေဘဝတောက်လိုက်တဲ့အချိန်မှာဟိုဘက်ကိုအဲ့လိုမျိုးချိန်းနေတဲ့ဟာလေးရဆိုကျွန်တော်အများကြီးထဲထားပဲဟိုဘက်က channel တွေကမနေ့ကဖုန်းဆက်တယ် ဟာတဲ့မာမီသက်နဲ့အောင်ကျော်နဲ့ပြောတဲ့ချိန်မှာကလပ်ဘာကြီးဝင်လာအဘောက်တော့ဒီမှာကလပ်ဘာပြန်ထွက်လိုက်တော့သူ့ရှူတင်ကိုကျွန်တော်ပြရင်ဟာလေအဲအဲ့လိုဟုတ်လေအဲကျွန်တော်တတ်တတ်ထဲတာအေးခုနဘာလို့ထားလဲမသိဘူးအဲအထွန်းအချင်းတာပဲလေအဲအဓိကကစီနီမရသေးပါဘူးကျွန်တော်ကိုယ်တိုင်လည်းကြိုးစားနေတော့မှာပဲစီနီရပါရဲ့အဲ့တော့ဟိုသူကမန်နေမန်နဲ့လှုပ်ချင်ခိုင်းရင်သိရှိတယ်ဗောနော်ဒီတဲ့စိတ်နှစ်ထားတယ်ဘယ်လုံးမဆိုသူပြင်ဆင်လာလေကျွန်တော်မြင်ရတယ်သူအဲ့လို ခုထွက်လာမဲ့သူ့တခြင်းလေးရှိတယ်ဒဲကျွေတယ်ဆိုတဲ့တခြင်းလေးအဲ့တခြင်းလေးဆိုလဲဒါကျွန်တော်စကက်ဂျူးတေချာဆွဲပေးတယ်အဲ့ပုံမှာ तू စိတ်နေပြီတေချာလှုပ်ထားတယ် तू ပြင်ဆင်လာတယ်အဲကျွန်တော်လည်းဒီဘက်ကနေပြင်ဆင်တာ तू မြင်တဲ့အတိုင်းပဲအဲ့လိုမျိုးအဲ့တော့ဒီထက်ပို့ပြီးတော့ဒီအဆိုပိုင်းနေမဟုတ်တုပ်ဆောင်ပိုင်းနေရောနောက်ထပ်ဒီလေ့လာမဲ့ဟာတွေကကျွန်တော်တို့ဒီအမှုပညာတော့လေ့လာတိုင်းမကုန်ပါဘူးထက်လေ့လာမယ်ဆိုတော့ဒီထက်နေရာတွေပို့ပြီးတော့ရောက်ရှိလာမှာပါရောက်ရှိနေနော်ရရှိပါမယ် ်ဒီဇက်လန်လေးကို channel 24မှာပေါ့နော် youtube channel ကို channel 24ကနေပြီးတော့လာမယ့်16ရက်နေ့ပေါ့နော်နှုန်းမှာ16ရက်နေ့ရှင်နှက်ထက်မွေးနေ့အဲ့ကြရင်လွှင့်မှာဖြစ်ပါတယ်အဲ့ကြရင်အပိကြပါဘူးလို့ပြောချင်ပါတယ်ဟုတ်ပြီပဲဒီလက်ဆောင်ပါ Jesus 啊。